မြန်မာနိုင်ငံမှာရှိတဲ့တရားမဝင် online လိမ်လည်မှုစင်တာတွေကနေကယ်ဆယ်ခဲ့တဲ့နိုင်ငံသား200ကျော်ဟာထိုင်းနယ်စပ်အနီးမှာတရင်မျိုးသားတက်မတော်ရဲ့စောင့်ရှောက်မှုအောက်မှာဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ VNN တရုတ်ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားနိုင်ငံသားတွေအပါအဝင်ဒီလူပုဂ္ဂိုလ်တွေဟာအရေးကြီးတဲ့အစားအသောက်နဲ့ဈေးဝအကူအညီတွေကိုတော့ရရှိနေပါတယ်။ ူရသမဂရဲ့ခံမှန်းချက်အရအရှိတောင်အာရှတခြားမှာလူပေါင်းထောင်ပေါင်းများစွာကိုတရားမဝင် online လိမ်လည်မှုတွေစီပြန်ပေးဆွဲခေါ်ဆောင်သွားပြီးမကြာခဏဆိုသလိုဆိုးရွားတဲ့အကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့သိရပါဗျ။ ိုင်းနိုင်ငံကလည်းဒီလုပ်ငန်းတွေကိုရပ်တန့်ဖို့တက်ကြွစွာဆောင်ရွက်နေပြီးမကြသေးခင်ကမြန်မာနယ်စပ်ဒေသတွေကိုတရစစ်တပ်အားနဲ့တခြားထောက်ပံ့ရေးပစ္စည်းတွေဖျက်တောက်ခဲ့ပါတယ်ဒီလိုလှုံ့ဆော်မှုကြောင့်တိုင်ကြားမှုတွေတိတိတသားရောကြသွားတယ်လို့ထိုင်းဝန်ကြီးချုပ်ဖေတောင်းတန်ရှင်နာဝက်ကပြောကြားခဲ့ပါတယ်ဒါပေမဲ့ရာဇဝတ်မှုတွေဟာမြန်မာကနေကမ္ဘောဒီးယားကိုရွှေ့ပြောင်းသွားပြီဆိုတဲ့ထောက်ထားတွေရှိနေတာကြောင့်ထိုင်းနိုင်ငံကလည်းအလားတူလှုံ့ဆော်မှုတွေလုပ်ဖို့စီစဉ်နေပါတယ်နိုင်ငံတကာကလည်းဒီကျဲကဲနဲ့ရာဇဝတ်ကွန်ရက် ွေကိုအပီးတိုင်းပိတ်ပစ်ဖို့ဆက်လက်ဖိအားပေးနေပါတယ်။